ဟာနောက်တစ်ခုကတော့ဒါအာဆင်ဝင်ကားကတဲ့အာဆင်နယ်ကိုတဖန်ပြန်ပြီးတော့မှစမ်းသစ်စီခဲ့တယ်လို့အောင်မြင်မှုတွေလည်းယူနိုင်ပြီးခဲ့တယ်ပေါ့ဒီဒါပေမဲ့ဒီမိထားတဲ့မိကွန်းရဲ့အဓိကဆိုလိုရင်းကတော့ကိုယ်သူကမီဒီယာတွေကဒါဝင်းကားကိုဆိုရင်ငွေရှာပေးနိုင်တယ်ကစားသမားလေးတွေကိုမြေတောင်မြောက်ပေးနိုင်တယ်ဆိုပြီးတော့မီဒီယာကချီးကျူးကြတယ်ပေါ့လေနောက်ပိုင်းမှာဝင်းကားကိုယ်တိုင်ကအဲ့ဒီမီဒီယာကြီးချီးကျူးတာကိုတာယာပြီးတော့မှဒီဖမ်ဘာစီတို့ဗာမဲလန်တို့ဒီကိုစီယန်ကြီးတို့လိုမျိုးအသင်းကောင်းဆောင်တွေကအစဒါပေါ်ချင်းတော်ချင်းဟိုလက်လွတ်ခဲ့ရတာပေါ့နော်ဒီဟာဝင်းကား ရဲ့ဒီစီမံခန့်ခွဲမှုညံ့လို့လားဆိုပြီးတော့မိထားတာလေအဲဒါတော့ကျွန်တော်တူရဲအမြင်ပေါ့နော်ဒီကိစ္စတွေကဆက်ဖြတ်တဲ့ဆိုတော့ဝင်းကားစိတ်ထဲမှာဘာတွေးနေသလဲဆိုတာလဲကျွန်တော်လည်းမသိဘူးပေါ့ဒါပေမဲ့ကျွန်တော်တို့မြင်လာပြောရင်တော့အာဆန်အဲ့ကာလာတွေမှာကအာဆန်ကပြဿနာကပါလေဆိုတော့အသင်းကပတိန်တွေတူဦးတူလက်ထောက်ဆောင်ချောင်းရတော့အမှန်ပဲဟုတ်ကဲ့အသင်းကောင်းဆောင်တွေထွက်သွားပြန်ပြီအသင်းကောင်းဆောင်ထွက်သွားပြန်ပြီအသင်းကောင်းဆောင်ဒါသမတူအသင်းကောင်းဆောင်ဖြစ်လာထွက်သွားပြန်ပြီအဲ့ကပတိန်အစင်ဆက်ထွက်ရတယ်အဲ့ထွက်တဲ့ကာလာတစ်ချောင်းလုံးကိုကြည့်ရင်လေကျွန်တော်ဒီ Emery Quintet Simon Gain ကြီး ကြောင်းပေါ့နော်ဒီ budget ဒီချုံရတဲ့ကာလတွေပါဆိုတော့တစ်ဖက်ကကြည့်တော့အာဆန်ဝန်ကကိုယ်တိုင်ကလည်းဒါကိုလုပ်စီတင်တာပါဟုတ်ကဲ့အဲ့တော့လုပ်တဲ့အကျိုးဆက်ကဘာလို့ဆိုတော့ငွေသုံးဟိုစီစရာစီစရာတဲ့အခါမှာတချို့ကစားသမားတွေကိုအာဆန်ကိုယ်တိုင်လည်းမှားခဲ့တာရှိတယ်ဘုတ်အဖွဲ့ဘုတ်အာဆန်ဝန်ကထပ်ဆိုင်ဘုတ်အဖွဲ့ဒီကစားသမားတွေကိုစာချုပ်တက်တန်းတိုးဖို့ကိစ္စလို့ညှိတဲ့ကိစ္စဆိုတော့နီးပြားတာဘာမှမဆိုင်ဟုတ်ကဲ့သူတို့လုံနေရင်းနဲ့သူတို့ဒီကစားသမားကို အဲရောင်းတော့မှာတုံးပေးဒါမှမဟုတ်လည်းမတုံးနဲ့တော့ဆိုတဲ့ဟာတွေကနီးပြောက်သူတို့သူတို့ကနေပြီးတော့အပေါ်ကနေပြီးတော့ CEO တွေ insertion ပေးနေတာဟုတ်ကဲ့သူတို့အဲ့ဒီအပိုင်းမှာတချို့ကစားသမားတွေကိုစာချုပ်တက်တန်းတိုးတဲ့အပိုင်းမှာဟုတ်ကဲ့ဟိုရသလောက်ပေါ့နော်ဒီလသာဟောင်းနဲ့ရသလောက်မေးပြီးတော့ထားတာဟုတ်ကဲ့ပြဿနာကတက်တန်းတိုးလိုက်ပြီးဆိုရင်လသာအစ်စ်နဲ့ပေးရတော့မယ်အဲ့လသာအစ်စ်ကိုစောစီစာချုပ်တက်ဖြစ်သွားတာပေါ့ဟုတ်ကဲ့အဲ့စာချုပ်တက်ဖြစ်သွားတော့မလို့လားတော့ရသလောက်မေးထားရင်းနဲ့ စာချုပ်ရဲ့နောက်ဆုံးလက်ကျန်ထက်တွေကိုရောက်လာတာဈေးပေါ်ပေါ်နဲ့ရောင်းထုတ်လိုက်ကစားသမားတွေကမနေတော့ဘူးထွက်တော့မယ်တော့အဲ့အဲ့အချိန်မှာမနေကစားသမားတွေကနေမယ်လက်ခံမယ်ဆိုတော့ကောင်းတာပေါ့ဒါပေမဲ့အဲ့ဒါအိုကစားသမားတွေမှာလည်းသူတို့အခွင့်အရေးနဲ့သူတို့လေဆိုတော့ Vamba 0ဆိုထွက်သွားတယ်ဟာလားဒီထွက်သွားသူတွေအများကြီးပါပဲကစားသမားကောင်းထွက်တော်မြင်မှာအဲ့ဒါကအတင်း bot အဖွဲ့နိုင်လဲစိုင်းလိမ့်မယ်လို့ထင်တယ်ပြီးတော့ဒီကွန်းသစ်စီမံကိန်းနောက်ပိုင်းမှာဒီငွေကြေးတော်တော်လေးစီးစစ်ရတဲ့အနေထားကြောင့်လည်းစိုင်းလိမ့်မယ်ဟုတ်ကဲ့ပါဟိုကျွန်တော် David Day မရှိတော့တဲ့ကာလမှာအဓိက negotiator ကောင်း မရှိတော့တာဒါလည်းအဲ့ဒါလည်းပါမှာစိတ်တပိုင်းလည်းပါမှာပေါ့နော်တကြတော့ကစားသမားတွေကရောင်းတဲ့အချိန်ကြရင်ဟိုတက်တန်းရှည်နဲ့၃နှစ်ကြံနဲ့ရောင်းတာတော့ဘာလို့အဲ့လိုမျိုးဈေးကောင်းတော့မရအောင်ဟုတ်ကဲ့နော်ဒီဈေးပေါ်ပေါ်နဲ့မလွတ်ရင်ရာသီကုန်ရဲ့အလွတ်နဲ့ဆုံးရှုံးရအောင်မယ်ဆိုတော့ situation တွေပဲအကုန်လုံးရောက်သွားကြဟုတ်ကဲ့ဟိုအဲ့ကလာမှာကျွန်တော်ဆက်ဆက်ပြီးတွေးကြည့်မယ်ဆိုရင်မြို့ကန်ပြန်ကလေးစပါကတကယ်ကျယ်ဝင်းတွေကိုပေါင်180တို့ ဟိုတန်း30 40လို့ဆိုတော့အဲ့ကာလာတော်တော်ကြီးကိုများတာပေါ့ဟုတ်ဟုတ်မိုဒရစ်တို့ဘေးလို့ဆိုအန်ယူရောင်းနေတယ်တကယ်လည်းအာဆင်နယ်ကကစားမရောင်းတာတော့နာမည်ကြီးတယ်ဒါပေမဲ့သူရတဲ့ပတ်စံကြတော့ဘာမှအဲ့လောက်ထိချူးချာချာမရှိဘူးလေနောက်ပိုင်းဒါ City ကိုဒီ Nasri တို့အဒီဘာယောတို့ရောင်းလိုက်တဲ့အချိန်ကျမှလာနည်းနည်းရခဲ့တာရှိ